အားလုံးပဲမင်္ဂလာပါခင်ဗျနန်ကြီးလေးရစကနေကျူဆိုပါတယ်အခုကျွန်တော်ပြပြပေးသွားမှာကကျွန်တော်တို့ဒီဇယ်မီဇက်လေးပေါ့လေနော်ဒီဇယ်မီဇက်လေးကဘာဖြစ်တာလဲဆိုတော့မီးမထွက်လို့တဲ့တစ်ချက်လောက်လာစစ်ပေးပါအောင်ဆိုတော့ကျွန်တော်တို့ဒါ live ဆစ်စိနေတာဖြစ်ပါတယ်အဲဒီကအတန်ကြီးမီဇက်ပေါ့လေနော်6.5 kW ပေါ့လေနော်6500 W ပဲဗျအဲဒါလေးကိုကျွန်တော်တို့ စစ်စေးကြီးတဲ့နေရာမှာမတွေ့လဲဆိုတော့ကျွန်တော် AVR နဲ့မီးမထွက်တော့ဘူးเนาะ AVR ပုတ်မီးမထွက်တော့ဘူး AVR ပုတ်မီးမထွက်တဲ့ခါကျတော့ AVR ကကနေပြီးမှအော့ဒီစီဟိုကာဗွန်ဒီစီအော့ပုတ်မပေးနိုင်တော့ဘယ်နဲ့မီးမထွက်တော့တာပေါ့လေเนาะအဲ့ဒါလေးကိုကျွန်တော်တို့အာပတိလေးအစာထိုးပြီး ကျွန်တော်တို့ AVR ဘို့အစားထိုးနေနဲ့ကျွန်တော်တို့မှာရှိတဲ့25 by 6ဘို့ပေါ့လေနော်25 by 6ဘို့ဟိုအိုးနဲ့ကျွန်တော်တို့ဒီဟိုကာဗွန်အပေါင်းတို့ကိုပေါ့လေနော်ကျွန်တော်မဆိုဖီဒုတ်ကိုကျွန်တော်တို့ဟို DC ဘို့လေးအဲတိုက်ရိုက်ကျွေးကြည့်တာပေါ့လေနော်တိုက်ရိုက်ကျွေးကြည့်တဲ့ညမှာ အာကျွန်တော်တို့ကအာဘုတ်ထွက်တယ်ပေါ့လေနော်အာဘုတ်ထွက်တယ်ဘုတ်ထွက်တယ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအာဖီဒုတ်ကိုဘုတ်ပုံမှန်အပြည့်50 60ဝန်းကျင်တော့ရောက်တာပေါ့လေနော်အခုကကျွန်တော်24ဘုတ်နဲ့အစားထိုးတဲ့ညမှာအာဘုတ်လေးတချို့တော့ထွက်နေတာတွေ့တာ ဖြစ်တဲ့အတွက်ဘုတ်ဖွင့်ကြည့်လိုက်တဲ့ညမှာအာကျွန်တော်ထင်တဲ့အတိုင်းပဲ AVR quality လောင်းနေရပေါ့လေနော်အဲ AVR quality ကအာလောင်းနေပြီဖြစ်ပါတယ် ဒိုင်လမိုက tree phase ဒိုင်လမိုဗျာနော်သူက line 1 line 2 line 3နဲ့ tree phase motor ပါအဲ့တော့ကျွန်တော်တို့ဒီဒိုင်လမိုဖြုတ်မယ်ပေါ့လေနော်ဒိုင်လမိုဖြုတ်ပြီးမှ ABR coin အဲတခုတည်းပဲလောင်းနေလား main coin ရောထိတာမထိဘူးလားဆိုတော့ကျွန်တော်တို့အဲဒဇစီဖြုတ်ပြီးအတွင်း coin ပိုင်းကိုစစ်စစ်ကြည့်မှဖြစ်ပါလေခင်ဗျာ